ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာယူနိုက်တက်ကခရစ်စတယ်ပဲလီစ်ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဒါမာတီတာကိုစောင့်ကြည့်နေပြီးတော့နွေရာသီအပြောင်းရွှေ့မှာအမှန်တကယ်ခိုးဖို့ကြိုးပမ်းလာနိုင်ဖို့ရှိတယ်ပေါ့မာတီတာကလက်ရှိပြတာနေတဲ့ဒီပုံစံကောင်းနေရဆိုလို့ရှိရင်ယူနိုက်တက်အတွက်ပေါ့နော်အဓိကပစ်မှတ်တစ်ခုဖြစ်လာနိုင်ဖို့ရှိတယ်။ဒါအပြင်သူ့ရဲ့ဒါနေရာယူပုံတွေ movement လုပ်ပုံတွေကဒီဘယ်လိုပြောမလဲဟို Amorin ရဲ့ပေါ့နော်33 43 system ကို ဒါအဓိကပေါ့နော်။ကုညီပေးနိုင်မဲ့တိုက်စစ်မှုတရားလို့ယူဆထားကြတယ်ပေါ့။ဒါအပြင်ကစားမဖြစ်သူရဲ့စိတ်တဲ့ပိုင်းတွေဒါကျူးစာအထုတ်နိုင်စွမ်းတွေဥဆောင်နိုင်စွမ်းတွေကလည်းသဘောကျစရာအချက်လက်တွေထပ်ပြီးတော့ဖြစ်နေသေးတယ်ပေါ့ဗျာ။ဆိုတော့ United မှာကစားရမယ်ဆိုတဲ့အခွင့်အရေးကမာတီတာအတွက်ဆွဲဆောင်နိုင်ကြီးဖြစ်လာစရာ ရှိတယ်။အဓိကကကစားမအနေနဲ့အခွင့်အရေးပေါ်ပေါက်လာတယ်ဆိုတော့ဒီထားပါတော့ United ကိုပြောင်းမဲ့အခွင့်အရေးပေါ်ပေါက်လာတယ်ဆိုတော့ဒီအနေထားတွေမှာကိုပဲသဘောကျကောင်းကြနိုင်နေပေါ့။ဆိုတော့ မာရီတာဒီမန်ချက်စတာယူနိုက်တက်ရဲ့လာမယ့်နူရာဒီပြောင်းရွှေ့တိုက်စစ်တွေဒါအဓိကပြစ်မှတ်တဲ့ကတယောက်ဖြစ်လာနိုင်တယ်ပေါ့နော်ဒီနေရာမှာဗျာတခုတော့ရှိတယ်နော်အသင်းဘက်ကကျွန်တော်ပွဲတဲ့ပွဲရှုံးနိုင်တိုင်းပွဲတဲ့ပွဲကျွန်တော်သိကြတိုင်းပွဲတော့အနိုင်မယူနိုင်တိုင်းမှာကစားမအနည်းဆုံးတစ်ယောက်နဲ့နှစ်ယောက်ကြာကျွန်တော်အမြင်နဲ့အတန်ထွက်တယ်။ဟောကျွန်တော်တို့ကစောင့်ကြည့်နေတဲ့ FC ပေါ့ဗျာ။မင်းနော်ကြည့်ကြတော့လုံးနော်မင်းလေးစောင့်ကြည့်နေတဲ့ FC ကျွန်တော်တို့ကကြိုက်တဲ့ကစားမကြိုက်တဲ့လူမင်းဟောပြဲမင်းအကုန်စောင့်ကြည့်နေတာ။ဘာတွေဆက်ပြီးတော့လုံးကြမယ်တော့မသိဘူး။ဆိုတော့မာတီတာက ခရစ်စတယ်ဘဲလင်းစ်ရဲ့ဘောနော်ဒီ343 system မှာတော်တော်လေးကိုအဆင်ပြေတဲ့တိုက်စင်မှုပါအော်ဒီတယောက်တည်းယုံနိုင်တူးနိုင်စွမ်းရှိတယ် physical ability ဘိုင်းလည်းတအားကိုကျွန်တော်အနေနဲ့ဘောနော်မာတဲ့တယ်မှာပါတယ် strength ဘိုင်းတအားကောင်းတယ်ဆိုတော့အမြင်ဘောတွေလည်းအားကောင်းတယ်ပြီးလို့ရှိရင်တအားကိုစောင်းဖြစ်တယ်ဗျာဒီကစားမသိလားတော်တော်ကိုတန်မာတဲ့နေရာမှာပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကစားမကိုကျွန်တော်တို့ကယူနိုက်တက်ကဒါလိုချင်တာကတော့မထူးဆန်းပါဘူးသူတပြင် Resman Highland လိုကစားမမျိုးတွေအတွက် တင်ယူစရာတွေအများကြီးရှိတယ်အော်ဒမတာเนาะဒီအမာဒေတာဇီကနေပြီးတော့ဆိုတော့တခုရှိတာကကစားမက28နှစ်ဒါလုံးဝအသက်ကြီးနေပြီလို့ပြောလို့မရသေးပါဘူးတိုက်ဆို28နှစ်ဆိုတာမျိုးက prime color တွေကိုရောက်တာတနည်းနည်းလောက်ရှိပြီလို့ကျွန်တော်ပြောရမယ်2026ခုနှစ်ဂျွန်လထိတန်းရှိတဲ့စာချုပ်ကိုပိုင်ထားတယ်ဆိုတော့ဒီယာဒီကုံရင်စာချုပ်တန်းကတစ်နှစ်ပဲကျွန်တော်ကျန်တော့မှာ Crystal Palace အနေနဲ့ဈေးကောင်းရရင်တင့်တော်တဲ့ဈေးရရင်ရောင်းနိုင်စွမ်းရှိတဲ့အခြေအနေမျိုးပါဒါပေမဲ့လို့ Manchester United အနေနဲ့ခေါ်ဖို့ကျွန်တော်ကြိုးပမ်းပါမလားအခုက ဟိုအဓိကအပြားကျွန်တော်တို့ကဂိုးမသွင်းနိုင်တိုင်းတည်တယ်မှာခုနကပြောလို့ပဲပွဲတော်ဝဲတီကြာတိုင်းမှာတိုက်စစ်တယောက်အမြဲတမ်းကျွန်တော်တို့နေတင်းထွက်တယ်။အော်ဗီတာအိုစီမန်တို့ဗီတာကူခရက်တို့လာတော့လက်ရှိမှာမာတေတာတို့တောင်ကျွန်တော်ပါလာပြီ။နော်ကျွန်တော်ဒါဗာလဲလီယန်ဒီလက်တို့ဘာလို့အများကြီးပဲတကူးရှိတာက United အနေနဲ့အပြောင်းအရွှေကအာလောအလောက်ကလောက်အောင်မှာပဲအပြောင်းရွှေကလောက်လို့မှကျွန်တော်ရမှာဒီတိုင်းမရဘူးဗောနော်အတင်းရဲ့ပြောင်းလဲစရာရှိတဲ့လူစင်းတွေကအမှန်ကန်ပြောင်းလဲမှကိုကျွန်တော်ရမှာ။ ဒါလောက်နေတော့ကျွန်တော်ရှေ့ဆက်လို့မရဘူးဒီတိုက်စစ်တီနဲ့ကျွန်တော်ဘာမှအားကိုးလို့ကျွန်တော်မရဘူးဒါပေမဲ့လို့မာတီတာရောက်လာလဲပဲမာတီတာရောက်လာလဲပဲတကူရှိတာကမညကလိုမျိုးပြကဲဒါလိုတို့ကမင်းဘောလုံးနေပြီးမစော့ဘူးတို့နော်ချိုးပြရမယ့်ဘောလုံးကိုချိုးမပေးဘူးတို့ဘယ်လိုလုပ်မလဲအဲ့လိုဆိုရင်အဲ့လိုဆိုကျွန်တော်ဘယ်လိုလုပ်မလဲဟုတ်တယ်မလားပြီးရင်အဲ့ပြီးရင်ဘယ်လိုပြောမလဲဒီပါလေဟိုဂါနာချိုးတို့ကတွေးမစော့ဘူးတို့ နော်ဒီကောင်က Crystal Palace မှာဆိုလို့ရှိရင်ဗျာတယောက်တည်းလည်းတည်တယ်မလားကြော်ဖြတ်နိုင်စွမ်းရှိတယ် physical ဒီလည်းတအားတောင်းတော့တိုးနိုင်ယုံနိုင်စွမ်းရှိတယ်ဗျာမြင်လဲမြင်တယ်ဗျာဂိုးသူရလည်းကောင်းနေတယ်မှာပါတယ်ဗျာအဲဒါမှမဟုတ်ဘောနော် Crystal Palace က0ကပြီးဆော်တယ်နော်ပြီးလို့ရှိရင်ကျွန်တော်တောင်းပန်ကစားမတွေအကုန်လုံးကပြီးဆော်တာ United မှာကျတော့ဟိုကောင်ဟိုကောင်မပြီးချင်းဒီကောင်ဟိုကောင်မပြီးချင်းဒီကောင်ဟိုကောင်မပြီးချင်းနဲ့တိုင်ပက်နေတာအဲ့လိုမျိုးဆိုလို့ရင်မြေဂိုးတရာအတွင်းနဲ့တိုက်စစ်မှုလာလေဘောလုံးမပြီးရင်ဘာမှလုပ်မရဘူး တော့အခုကဘယ်တိုက်စစ်ဘယ်တိုက်စစ်လာရင်အဆင်ပြေသွားမယ်ဆိုတဲ့အခြေအနေမျိုးမဟုတ်ဘူးကျန်တဲ့ကစားမတွေကအတင်းအဖွဲလိုက်ကျွန်တော်ကစားပြကြမှာလားလူပေးတရားရှိတာဒီတကယ်ပေးမှာလားဒါဒီကိုကျွန်တော်ကြည့်ရမှာဗျာဒါကြောင့်မနော် Crystal Palace ရဲ့တိုက်စစ်ကစားမဖြစ်တဲ့ Martita လာလဲပဲအများကြီးကျွန်တော်ကတော့ထူးခြားလိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนาะဒါလိုလိုလိုကောင်းနေ wing backs မှာဆော့နေတဲ့ပြည့်เนาะဂါနာချူရူလူကစားမတွေ number 10 room မှာဆော့နေတဲ့ပြည့်သိရမလားဟို area တဲ့ကိုဝင်လာမယ်အုံဆိုကန်လိုက်မယ် area တဲ့ကိုချိုးဝင်လာမယ်အုံဆိုကန်လိုက်မယ် ဒါမျိုးကစားမအနေနဲ့တွဲဆော်နေရသူကြီးကတော့ဘဲတိုက်စစ်မူမှန်ကိုရဖို့မရှိဘူး။ဘဲတိုက်စစ်မူမှန်ကျွန်တော်ကိုရဖို့မရှိဘူးဗျာ။ဒါကြောင့်ပေါ့နော်ဒီမာတီတာတော့ကျွန်တော်ကစားမကတကယ်တကယ်ကစားမကောင်းပါနော်ကစားမကောင်းပါဘာလို့လဲဆိုတော့ဟိုတကယ်တမ်းတွေးကြည့်ရရင်မာတီတာလိုမျိုးဗျာအခုလက်ရှိခရစ်စတယ်ပေးလိစ်မှာလည်း343 system မှာတော်တော်လေးကိုအံဝင်ခွင့်ကြဖြစ်တယ်ပေါ့နော်တိုက်စစ်ကတအားယုံနိုင်စွမ်းရှိတာကိုဆိုတော့အမ်မိုရင်ကင်တွေခဲ့တဲ့ sporting list ပေါ်မှာဆိုလို့ချင်းလည်းပဲ gigrest တို့ဘာလို့ဆိုတဲ့မျိုးကတယောက်တည်းကိုတအားယုံနိုင်စွမ်းရှိတာအဲ့လိုကစားမမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ ဒါအမိုရီနီနဲ့ရက်စမတ်ဝိုင်းလန်တဲ့မာတီတာကိုအများကြီးပို့ပြီးတော့သဘောကျမှာသူတို့ဒါတိတ်ပြီးတော့တန်တရားမရှိဘူးဒါပေမဲ့လို့ပြဿနာကဘာလဲဆိုတော့ကျန်တဲ့ကစားမတွေကအဆင်ပြေအောင်မကစားသေးဘူးဘဲတိုက်စစ်ပဲလဲလားတိုင်ပတ်မှာပဲတိုင်ပတ်မှာပဲနော်ဆိုတော့ဟိုဒါကလက်ရှိမှာမာတီတာနဲ့စပြီးတော့တရင်နေထွက်လာတဲ့ဒါအချိန်ကြီးပေါ့ဗျာညီကလူနေနေရောမာတီတာဟာအသင်းကိုအများကြီးအမှန်ကန်အပြောင်းလဲလုပ်ပြီးနေမယ်ကစားမမျိုးလို့ကျွန်တော်ထင်ရလားအသက်29နှစ်ပြင်ဆာရုပ်တန်ကလည်းတန်နှစ်လောက်ပဲကျွန်တော်ကျင်တော့တယ်ဆိုတော့ဒါဟာအသင်းအတွက်ပေါ့နော် ဒီတကယ်ပြုလုပ်တဲ့အပြောင်းရွှေ့လို့ညီကတို့ထင်ကြလားဈေးကွက်တန်ကြီးကလည်းတန်း30လောက်ပဲကျွန်တော်ရှိရှိတာပါ transfer market ရဲ့ဖော်ပြရရရဆိုရင် market ဒါဆိုတော့ညီကတို့ဒီနေ့ရောတိုက်စစ်မှု market ဒါကိုခေါ်ဖို့ကြိုးပမ်းနေတယ်လို့ထင်ကြပါလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြပါတယ်